မင်္ဂလာပါအစီချရမယ်လို့ဆုံးဖြတ်ပြီးသွားရင်ဘာတွေကိုစပြီးပြင်ဆင်ထားတယ်လဲမိတ်ဆွေတို့တို့များအစီချရမယ်ဆိုရင်ညတာတွေဖြတ်မယ်စီကြောတာတွေဖြတ်မယ်ရေလုံပြုတ်တွေစားမယ်ထမင်းတွေဖြတ်မယ်စတဲ့ဒိုင်ယက်တွေကိုပြင်ဆင်ကြတယ်တချို့မိတ်ဆွေတွေကြတော့ကြိုးဖုံမယ်ခါနဲ့မယ်ပြေးမယ်ဘိုင်းရိုက်မယ်ဂျင်သွားမယ်စတဲ့ training တွေကိုပြင်ဆင်ကြတယ်တချို့မိတ်ဆွေတွေကြတော့အစီကြလုံးပုံမြန်အောင်လို့ဘယ်လိုဈေးဝါးတွေတောက်မယ်ဘာဈေးတွေတောက်မယ်ဘာနဲ့ဘာဝင်နဲ့စောကြီးမှာရောပြီးတောက်မယ် ပါစေးတွေပဲနေရာမှာလိမ့်မယ်စသည်ဖြင့်ပေါ့ဗျာဒီအပိုင်းတွေမှာပြင်ဆင်တတ်ကြပါလေဗျာဒါပေမဲ့မိဆွေတို့ပြင်ဆင်ဖို့မိနေတဲ့အရာလေးတခုရှိပါလေဗျာအဲ့ဒါကတော့ mindset ဖြစ်ပါလေဗျာအစီထားလို့မေဆိုရင်ငါဖြစ်နိုင်မှာမလားဆိုတော့လည်းငါဖြစ်ကိုဖြစ်ရမယ်ငါကိုယ်မှာယုံကြည်တယ်ဆိုတော့စိတ်ခွန်အားတွေအတွေးတွေအများကြီးလိုအပ်ပါလေဗျာစိတ်ဓာတ်ကိုယ်မှာမပြင်ဆင်ထားဘူးဆိုရင်မိမိကဘယ်ခီးစင်မှမဆိုခီးအဆုံးထိရောက်ဖို့ခက်ခဲသလိုလမ်းတွန်းမှာလည်း net short ရတတ်တာတွေရှိပါလေဗျာ ျွန်တော်ကိုယ်တိုင်ကိုရိကြုံရပြုပါတယ်ဗျကျွန်တော်လည်းအရင်ကအစီချခဲ့တော့စိတ်သက်ကိုမပြင်းစင်ထားခဲ့တဲ့အတွက်ကျွန်တော်လွယ်လွယ်နဲ့လျှော့ခဲ့တာတွေအစီချခြင်းစင်မှာခဏခဏမကြာခဏလျှော့ပြီးတော့ feel ဖြစ်သွားတဲ့ဖြစ်စဉ်တွေခဏခဏကြုံခဲ့ရပါတယ်ဗျဒါကြောင့်အစီချလို့ရဆိုရင်ငါအစီချပါမလားမသိဘူးဆိုတာအထက်ငါအစီချဖို့ကြိုးစားနေပြီးရလက်ကတေချာပေါ့ရလာတော့မယ်ဆိုတဲ့အတွေ့အကြုံအပါစားစားဝအနေနဲ့ရေတောက်တိုင်းဝလေရှူတိုင်းဝပေါ့အခုပြောနေကြစကားတွေပေါ့အဲ့လိုစကားတွေထက် မိမိကအစီအချဖို့လိုအပ်တဲ့အာဟာရတွေအတွက်အစားအသောက်တွေကိုတည်ချစင်းစကြစားတော့တော့မှာမို့လို့ကဲလို့ဒီအပူအရှံမရှိတော့ဘူးဆိုတဲ့အတွေးတွေညသာမစားမှပိန်မယ်ဆိုရတဲ့မိမိကအစီချဖို့အတွက်လိုအပ်တဲ့အာဟာရကိုညဘက်မှာစားတော့ပေးရမယ်ဆိုတဲ့အတွေးတွေ ဒီတစ်ခုကတော့မိန်းလေးတွေတော်တော်များဖြစ်တတ်ပါတယ်အလေးမလို့ရှိရင်အစီကြမှာတဲ့ကြွက်သားကြီးဖြူထက်လာမှာလားဆိုတာတဲ့အစီကြခြင်းဖြစ်စင်မှာအထောက်ကူပြုတဲ့ကယ်လိုရီလောင်ကျွမ်းမှုအကောင်းအောင်ကျွန်တော်တို့ကကြွက်သားတွေအတွက်အလေးတွေမပေးရတယ်ဆိုတဲ့အတွေးတွေစသဖြင့်ပေါ့ဗျာဒီလိုအတွေးတွေကစပြီးပြင်ဆင်ထားတဲ့မှာလေဗျာဒါကြောင့်အစီချတော့မယ်ဆိုရင် diet ကိုပြင်ဆင်သလို training ကိုပြင်ဆင်သလိုအခြား supplement တွေကိုပြင်ဆင်သလိုစိတ်သက် mindset ကိုလည်းပြင်ဆင်ထားဖို့ကျွန်တော်ကဒီဗီဒီယိုနဲ့အကြံပြုတာဖြစ်ပါတယ်ဗျာ ဒီဗီဒီယိုလေးကမိတ်ဆွေတက်အကျိုးရှိမယ်လို့ကျွန်တော်ပြောလိုက်ပါတယ်အဆင်ပြေတဲ့အကျိုးရှိခဲ့ရဆိုရင်အောက်ကကွန်မန့်ဘောက်ဒီမှာမှတ်ချက်တစ်ခုရေးခဲ့ပြီးတော့အခြားမိတ်ဆွေလည်းသိအောင်ပြန်လည်းမျှဝေဖို့ကျွန်တော်တောင်းဆိုပါတယ်နောက်ထပ်သိကျင်တဲ့ fitness နဲ့ပတ်သက်တဲ့ပုံစံဓာတ်တွေ၄ချိန်ခန့်လေးသိကျင်တာချင်းအောက်ကကွန်မန့်ဘောက်ဒီမှာရေးပြီးတော့မေးခွန်းလို့ရပါတယ်ဗီဒီယိုလေးကိုစုံလိုက်ကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကလည်းကိုယ်လေးပါအစီချဖို့ကြိုးစားနေတဲ့လူတွေကို online မှာရောအပြင်မှာပါကူညီနေပြပေးနေ fat loss guide တယောက်ဖြစ်ပါတယ်